အားလုံးပဲမင်္ဂလာပါအဲကျမအခုကတော့အယိုးပြုတ်ရည်ရဲ့အစွမ်းတက်တီအကြောင်းပြောပြချင်တာပါအယိုးပြုတ်ရည်ဆိုတာနဲ့အထင်တော့မသေးစေချင်ပါဘူးငွေကုန်ကြီးကြလည်းမများဘူးကိုယ်ခံအားလည်းကောင်းစေတဲ့စေတခွက်ကိုရရှိတဲ့အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်ကျမတို့တွေကောလာဂျင်တောက်ကြတယ်ပေါ့နော်အခုခေတ်လူငယ်တွေဆိုရင်ကောလာဂျင်တောက်ကြတယ်ကောလာဂျင်ဆိုတာက ကောလာဂျင်ထက်အစာပေါင်းများများစွာအယိုးပြုတ်ရည်ရာအစွမ်းအာဏီတည်ရှိပါတယ်။နောက်ထပ်ပြီးတော့ပြောရမယ်ဆိုရင်အရေးကြီးတဲ့ဗီတာမင်နဲ့တတုဓာတ်တွေအယိုးပြုတ်ရည်မှာအများကြီးပါပါတယ်။ခြုံပြောရမယ်ဆိုလို့ရှိရင်အာဟာရဓာတ်ပါဝင်မှုအရင်များတယ်။အယိုးပြုတ်ရည်မှာကယ်လ်ဆီယမ်၊ပိုတက်ဆီယမ်၊ဖော့စဖိုရပ်နဲ့တခြားတတုဓာတ်တွေကျွေးဝါစွာပါဝင်ပါတယ်။ငါးယူ၊ငဖေယူ၊ငါးကောင်းဟင်းယူ ဒါတွေဆိုလို့ရှိရင်လည်း thyroid လုံဆောင်ချက်ကျန်းမာဖို့မရှိမဖြစ်အရေးပါတယ်။ iodine ဓာတ်တွေအများကြီးပါဝင်တယ်ပေါ့နော်။အဲ့တော့ငါမကြိုက်တဲ့သူတွေအနေနဲ့လည်းခန္ဓာကိုယ်အတွက်ကောင်းမယ်ဆိုရင်အယိုးပြုတ်ရည်ကိုတောက်ပြီးပါဒီလိုမျိုးငဖဲရိုးပေါ့နော်ငဖဲရိုးခင်းကားတွေပါရေးတောက်လို့ရတယ်။နောက်သူတို့မှပါတဲ့တွယ်ဆက်တ िश्यू တွေရာနေပြီးတော့ဂလူကိုဆာမိုက်နဲ့ခွန်ဒရိုက်တင်လို့လိုမျိုးတဘာဝဒရပ်ပေါင်းတွေရရှိစေတဲ့အတွက်ကြောင့်မလို့အယိုးကျန်းမာရေးအတွက်အရင်ကောင်းပါတယ်။ နောက်ထပ်ပြီးတော့ပြောရမယ်ဆိုရင်ကြက်ရိုးပြုတ်တို့အာဝက်ရိုးပြုတ်တို့စိတ်ဆွပြုတ်တို့ပေါ့နော်ဒါတွေတောက်မယ်ဆိုလို့ရှိရင်လည်းကျမတို့တွေရိုးရင်းချင်စီကနေပြီးတော့ဗီတာမင် A ဗီတာမင် K2 တို့အပြင်ဇင်တန်ဓာတ်မက်ဂနက်နဲ့အဲဆယ်လီနီယမ်အိုမီဂါ3အိုမီဂါ6စပြီးတော့အကျိုးပြုတဲ့အဆီဓာတ်တွေအများကြီးရရှိတဲ့အတွက်ကြောင့်မလို့ကောလာဂျင်ဓာတ်တွေပါရနိုင်ပါတယ်။နောက်အစာချေစနစ်အတွက်အရင်ကောင်းပါတယ်။ရိုးပြုတ်ရည်မှာပါတဲ့ ဒီဓာတ်ကအစာအိမ်နဲ့ဥလမ်းကြောင်းတခြားမှာအစာတွေရွေးရှားမှုခြေဖြတ်မှု ချက်လုံမှုဆွန့်ထုတ်မှုတွေကိုချောမွေ့ပြီးတော့အရန်လွယ်ကူအောင်ဆောင်ရွက်ပေးပါတယ်။အစာခြေလမ်းကြောင်းရဲ့အချွဲနေရန်ကိုကာကွယ်ပေးတယ်၊ကုသပေးနိုင်တယ်လို့လေလာတွေ့ရှိချက်တွေရသိရပါတယ်။နောက်ရောင်ရမ်းမှုတွေကိုလည်းလျှော့ချပေးနိုင်ပါတယ်။အရိုးပြုတ်ရည်မှာပါတဲ့ဓာတ်ကအမိုင်နိုအက်ဆစ်အပြင်ပေါ့နော်။တခြားဓာတ်တွေပါပါဝင်တဲ့အတွက်ကြောင့်မလို့ရောင်ရမ်းမှုတွေရောကျဆင်းနိုင်စွာအရန်များပါတယ်။ အယိုးအစစ်ကျမ်းမာရေကိုလည်းကောင်းစေပါတယ်။ကောလာဂျင်ဆိုတာအယိုးတွေအရွတ်တွေအရွတ်တွဲတွေမှာတွေ့ရတဲ့အဓိကပရိုတင်းဖြစ်ပါတယ်။အယိုးပြုတ်ရည်ကိုကြာကြာတည်တဲ့အခါမှာပရိုတင်းအဖြစ်ပြုတ်ကွဲလာတယ်။ဒီပရိုတင်းကနေပြီးတော့အယိုးအစစ်ကျမ်းမာရေအတွက်အားဖြည့်ပေးတဲ့ အရေးကြီးတဲ့ amino acid တွေပါဝင်ပါတယ်။အဲ့တော့ supplement တွေတောက်ထားထက်ဆိုင်ရင်ဒီလိုမျိုးအရိုးကိုပြုတ်ပြီးတော့တောက်ပြီးရဲ့အရေးကအရန်ကိုပို့ပြီးတော့ခန္ဓာကိုယ်အတွက်အကျိုးထိရောက်မှုများတယ်။အဲပို့ပြီးတော့လည်းလှပလူပြိုစေရပေါ့နော်။အဲ့တော့လူငယ်တွေအနေနဲ့အရိုးပြုတ်ရည်ကိုမြများတောက်ပါကော်လာဂျင်တောက်တာထက်ဆိုင်ပိုကောင်းတယ်။ကော်လာဂျင်ဆိုတာလေတချို့ကော်လာဂျင်တွေကအဲဘယ်လိုပြောရမလဲ။ကျန်းမာရေးနဲ့ တိတ်ပြီးတော့မတက်ဆိုင်မင်းနဲ့ရောင်းကောင်းအောင်လုပ်ထားတဲ့ဟာတွေရှိတယ်။ပါဝင်ပစ္စည်းတွေမကောင်းတာတွေရှိတယ်။ဒီလိုမျိုးဆိုရင်ဒီကောလဂျင်တောက်ပြီးတော့ခန္ဓာကိုယ်ကပို့ပြီးတော့ဆိုးရွားတတ်တာတွေမျိုးတွေရှိတယ်။ဒါတချို့တစိပ်ပေါ့နော်။တချို့နာမည်မရှိတဲ့တစိပ်တွေပြောတာ။အဲ့တော့ကောလဂျင်တောက်မဲ့အစားဒီလိုမျိုးအရိုးပြုတ်ရည်ကိုပဲများများတောက်ဖို့အတွက်ကြံပြုချင်ပါတယ်။နောက်အရွတ်ထိခိုက်တဲ့သူတွေအပြင်လေးဘက်နာအစစ်ရောင်လိုမျိုးယောဂရှိတဲ့သူတွေလည်းအရိုးပြုတ်ရည်ကိုတောက်သုံးမှုအရန်တင့်တော်တယ်။ နောက်တစ်ခုဝေးချခြင်းတဲ့သူတွေအယိုးပြုတ်ရည်ကိုမြင်များတော့ပါအယိုးစုပ်ပြုတ်ကအစီလဲမပါကယ်လိုရီနည်းပေမဲ့မကြခဏဘိုင်းမစားအောင်လို့ဘိုင်းပြည့်တင်းအောင်လို့လှုပ်ဆောင်ပေးပါတယ်အဲ့တော့ diet plan လုပ်နေတဲ့သူတွေဒါမှမဟုတ်ညံနေပတ်မှာ ကိုကဝိတ်ချခြင်းနဲ့ထမင်းစားခြင်းကိုဘိုက်လေးစားရဲဆိုရေပုတ်ရည်သာလောက်တော့ကိုအကြံပေးပါတယ်။နောက်အိတ်လည်းပျော်စီရဲအုံနောက်ရဲ့လုံဆောင်ချက်ကိုလည်းကောင်းမှုစီရဲဆွမ်းလေးရှိပါတယ်။အယိုးပြုတ်ရည်မှာပါတဲ့အမိုင်လိုအက်စစ်ကအိတ်ဆက်ခြင်းကိုအထောက်အကူပြုတဲ့အတွက်ကြောင့်မလို့ညာဘက်မှာအိတ်မပျော်တဲ့သူတွေအတွက်အရင်အဆင်ပြေရဲဒါအပြင်စိတ်ပိုင်းဆိုင်ရာဆွမ်းရည်မှတ်ဉာဏ်ဆွမ်းရည်ကိုပို့ပြီးတော့ကောင်းမှုစီရဲအဟာရဓာတ်တွေပြည့်နေတဲ့အယိုးပြုတ်ရည်မှာအသားငါးအသီးအရွက်တွေစုံအောင်ထည့်ပြီးတော့တောက်မယ်ဆိုရင်တော့ပို့ပြီးတော့အရန်ကို အာတနစ်တာခွန်အားကိုအပြည့်ဝရစေနိုင်တဲ့ energy ရှိသွားပါမယ်။ကိုယ်ခန္ဓာစနစ်ကိုလည်းအားဖြည့်ပေးနိုင်တဲ့အတွက်ကြောင့်မလို့တောင်တန်ယောဂါတွေကိုကာကွယ်ကုသနိုင်စမ်းရှိပါတယ်။အဲ့တော့အစာလဲစေးစေးလဲအစာဆိုတဲ့အတိုင်းပဲကျမတို့ဒီတံမိုးလဲနည်းတယ်အာဟာရလည်းများတယ်အယူပြုတ်ကြီးကိုအာကျမရဲ့ပြည်သက်တွေမြင်များတောက်တော့မှုအတွက် DVU လေးနည်းမြောက်ပြီးလိုက်ရပါတယ်ရှင်။